你要冷静点了，好吧？ မင်္ဂလာပါကိုမရေကျွန်တော်မနက်ကိုအဲ့ညနေပိုင်းတော့ပဲလိုက်ကရှိရမနက်ပိုင်းကျတော့လွှင့်ပြီးတော့အဆင်မပြေဘူးအဲ့ဒါကြောင့်မို့လို့ညတွေကဟုတ်ကဲ့မင်္ဂလာပါညဘက်ကလေးတက်လွှင့်ပြီးတာနော်ကိုမရေမနက်တော့ညဘက်ကလေးတက်လွှင့်ပြီးတယ်ညနေပိုင်းဆိုလို့ရှိရင်12နာရီကျော်တစ်ချက်တိုးတော့တလိုက်ရှိမယ်နော်အဲ့လိုလေးပဲမနက်ပိုင်းကျတော့ကျွန်တော်အလောက်ကမအားလို့အဲ့ဒါကြောင့်မို့လို့ဒီညပြန်လွှင့်ပြီးတာနော် ညာပိုင်းကပြန်ပြန်လွှင့်ပေးမယ်။မနက်ပိုင်းတွက်တော့ကျွန်တော်တို့ညာပိုင်းလိုက်ရှိမယ်နော်။၈နိုင်ထူလိုက်ပုံမှန်ရှိမယ်။ညနေပိုင်းတွက်ဆိုလို့ရှိရင်တော့တစ်ချက်တစ်ချက်တီးဆိုရင်ရှိမယ်နော်ကုမာရီ။မင်္ဂလာပါကုနေတော့မင်္ဂလာပါကုမာရီကျေးဇူးပါကျွန်တော်ကုမာရီ။နော်ကုမာရီရတော့မနက်ဖွင့်နေတော့ကျွန်တော်နေတဲ့ကလေးလေးပြရင်တပတ်စာလေးလေးပြီးရင် နော်ကျွန်တော်ကတပတ်စာကျွန်တော်အများကြီးမထုတ်ဘူးဗရိတ်ဒီပါရီမထုတ်ဗရိတ်တော့မထုတ်ဘူးပတ်သီးနဲ့အခွေပေးမယ်ကြိုက်တာလိုက်ကိုနှစ်သက်ရကိုလိုက်ပေါ့နော်အဲ့တော့ကျွန်တော်ကိုမရီနောက်မှာဗီဒီယိုကြည့်ရကိုမရီလည်းမတွေ့ဘူးပြောမှာဆိုလို့ကျွန်တော်ဒါတပတ်စာလေးတပတ်စာလေးနော်တပတ်စာကတ်ကလေးစကရင်ရှော်လေးရိုက်ယူသွားကျင်းတီထမယ် နော်ကိုမလေးကျင်းဒီထွန်မယ်ဟုတ်ပြီလားနော်အလားလေးကိုလိုက်ပေးထားအလားလေးကိုစဝင်ရော့ရိုက်ပေါ့ကျွန်တော်တို့တပတ်စာကတ်နော်တပတ်စာကတ်ကျွန်တော်ထုတ်တဲ့တပတ်စာကတ်ယုံကြည်သူလိုက်ပါအတင်းမလိုက်ခိုင်းဘူးနှစ်သက်ရာကိုရွေးလိုက်ပတ်တိလိုက်ရှင်ပတ်တိခွန်လိုက်အခွေလိုက်ရှင်နေဆိုရင်3569ခွေဘူးခွေလိုက်နော် တေချာတာကနှစ်ခုစလုံးကျင်းနေထားမှာနှစ်ခုစလုံးကျင်းနေထားမှာပတိကျတဲ့လူကပတိလိုက်ကျွန်တော်ကုမာရီကအခွေလိုက်ခြင်းလူကအခွေလိုက်ဟုတ်ပြီနော်ကျွန်တော်ကုမာရီနော်အလားလီလေတက်ပြီးရင်မနဲ့တော့ကနန်းလေးလေးရှာလာရင်ရှာရင်နဲ့တက်ပြပေးတာပါနော်ဟိုမမကတ်ဒီပါလေးမဟုတ်ဘူးနော်မမကတ်ဒီပါလေးမဟုတ်ဘူးကိုပေါ့ကိုယူတားမှပြေးပြမလို့ဘူးစေတနာလိတန့်ပေးတာယုံကြည်သူလိုက် မယုံကြည်ဘူးစောင့်ကြည့်အောင်ပဲဆိုလဲအကူမတွေကစကွန်ရှော်လေးကိုရိုက်ပြီးတော့မှတ်ထားကြီးထွက်လာအဝမခွန်ပတ်တီထွက်လာဒါမှမဟုတ်ကျွန်တော်ပေးတဲ့အကူဝေးဒီတစ်ပတ်ထွက်လာအဲစောင့်ကြည့်နော်စကွန်ရှော်လေးရိုက်ပြီးတော့စောင့်ကြည့်ပါကိုယ့်ကိုတုံးတက်ပါလေ့လာလို့လည်းရပါတယ်နော်မှန်တယ်ဆိုမှလိုက်ပေါ့မမှန်ဘူးချင်းမလိုက်နဲ့ဒါလိုက်ချင်တဲ့အကူမတွေလိုက်လို့ရအောင်ဆိုတဲ့စာနာနဲ့ကျွန်တော်တက်ပေးခြင်းဖြစ်ပါတယ်ပတ်စံလေးပါတယ်ပြီးစရာမလိုဘူး ုမာရီအလုံးအတွက်ဖရီပေးတာခွန်ပတိဇာရုပတိခွန်ပတိပတိရဲ့ကျိုးလူလိုက်တာလေဝယ်ကြတယ်အဲ့လိုလူတွေရှိတယ်အဲ့ကိုမာရီအတွက်ခွန်ပတိခွန်လိုက်ချင်ခွန်လိုက်ပါချိန်စီထောက်ပါမယ်စူဘူးအခွေတဲ့နော်စူဘူးအခွေဟာ3 5 6 9ခွေဘူးဟုတ်ပြီနော်ကိုမာရီစူဘူးခွေရကဲကိုမာရီအရဟွာအသေးလက်မလေးတွေနှိပ်ပြီးအောင်နော်သေးလေးတွေနှိပ်ပြီးအောင်နော်ကိုမာရီ 3569ခွေဘူးဟုတ်ပြီနော်ကိုမရရလုံးကဲအဲ့တော့အလားလေးကိုစကွန်ရှော်လေးရိုက်ထားမနှက်တော့နေတိုက်ကလေးတော့ကြည့်မယ်နော်ကျွန်တော်ကိုမရနော်နေတိုက်ကကလေးနော်ရာဟိုဒါတပတ်တကကလေးဟုတ်ကဲ့ပါမင်္ဂလာပါအားလုံးမင်္ဂလာပါနော်တပတ်စာလိုက်ချင်တော့ကိုမရနော်စကွန်ရှော်လေးတွေရိုက်ယူထားနော်နော်တပတ်စာစကွန်ရှော်လေးတွေရိုက်ယူထားပါဇာတို့ရှက်ပတိရခွန်ပါ စုံဘူးခွေရ3569ခွေဘူးပါဟုတ်ပြီနော်โอเคအားလုံးတခြားလေးလိုက်ပေါ့ဟိုမှာလေဟုတ်လားဒီအဲ့တော့နေတိုင်းကလေးကျွန်တော်တို့သွားကြည့်မယ်အားလုံးဒဲလမလေးတွေနေပြုံနော်ကျွန်တော်ဇုံမူတဲ့မင်္ဂလာပါဟုတ်ကဲ့ပါအကိုကြီးမင်္ဂလာပါနော်ကိုကြီးအဲ့တော့ကျွန်တော်တို့နေတိုက်ကလေးသွားကြည့်မယ်ကျွန်တော်တွေ့တာလीကြိုက်တယ်ပုံတော့အဲ့လမ်းကျော်လीကြိုက်လို့ ကျွန်တော်အာအခုအဲ့အဲ့မနက်တော့အဲ့ကိစ္စကိုတတ်တတ်ရှင်းတာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါမနက်ကိုပေါင်းရမယ့်အကိစ္စကိုဒါရှင်းတာပေါ့နော်တတ်ရှင်းကြည့်မယ်ဟုတ်ပြီနော်ကျွန်တော်တို့ရှင်းကြမယ်မနက်ကိုအဖွင့်နေမနက်တော့အတို့ရိုက်ဖို့ဒုက္ခလေးရအောင်တတ်ရှင်းလာနော်အဲ့တော့မနက်ကိုကျွန်တော်တို့ရေအဲ့ထိုးရမယ်ထွက်ရမယ်ကနေပြဿနာကိုကျွန်တော်တို့ကရှင်းမယ် ဟုတ်ပြီနော်ကိုမရတော့အသေးလေးတွေဘုံချစ်ပြုံးနော်ဟုတ်ပြီနော်ကိုမမှတ်ပြီးသွားပြီနော်ခုနကဟိုသားလေးနေရောသားလေးတပတ်ကကလေးနော်ကဲအဲ့တော့အားလုံးမင်္ဂလာပါအသေးလက်မလေးတွေနှိပ်ပြီးလို့ယေရှုပါလို့ကဲကျွန်တော်တို့ဝမ်းကြီးလေးတစ်ချက်သွားကြည့်မယ်ကိုမရတဲ့ဝမ်းကြီးလေးတစ်ချက်သွားကြည့်ပြီးတော့ကျွန်တော်တို့ထိတ်စီနံကျော်လေးကိုဖမ်းကြည့်မယ်နော်ထိတ်စီနံကျော်လေးကိုဖမ်းကြည့်မယ်ထိတ်စီနံကျော်လေးကိုဖမ်းကြည့်ပြီးတော့အထီး ကြည့်ရမယ်အထီးကြီးလေးကိုဖမ်းကြည့်ပြီးတော့ကပ်ပြုံမယ်ဒါပဲရှိတယ်အသေးလေးတွေဘုံကျပြုံတော့အသေးလက်မလေးတွေနှိပ်ပြပါအောင်ဆက်ကိုလိုက်ပဲရှိပါသေးတယ်ကျွန်တော်မနက်အတွက်တော့မနက်အတွက်ဝညာလိုက်လွှင့်မယ်ည၈နာရီမှာပုံမှန်လိုက်ရှိပါမယ်ကိုမလေးမနက်တော့ကိုဟိုညနေပိုင်းကျရင်တစ်ချက်တီးတီးတီးမှာလိုက်ရှိမယ်နော်ကျွန်တော်လောက်ကလေးရှိလို့ပါဒါကြောင့်မလို့လှုပ်ထဲဝင်နေရလို့ပါနော်ကဲအဲ့တော့ကျွန်တော်တို့ တော့မယ်နော်ငုံမိုက်အလုံးဝမ်းကြီးဆိုင်ကလေးတော့ကြည့်မယ်ကျွန်တော်တို့နှစ်ကေ9ရေ9ရေပေါ့နှစ်9ကိုသုံးလုံးပေါင်း6ပေါ့နော်6လို့ရလို့ဒါ6ပါဝါတက်6 1ဆိုတော့ဝမ်းကြီးဒါကိုမရည်လေဟိုရိုးရိုးရှင်းရှင်းလေးနဲ့တည်နေတည်မှာပေါ့နော်ဒါကျွန်တော်ဒီဝမ်းကြီးကိုပြတာကဒီဝမ်းကြီးကိုကင်မှာမဟုတ်လို့ကျွန်တော်ကိုမရည်ကိုပြအချင်းဖြစ်ပါတယ်အဲ့တော့ cháu tiêu hoàn gì được chưa lý ấy cô ấy nó lo mong đông này bao nhiêu cô lù phi lù ai đó sorry ba cháu tiêu cô bỏ kí nó đi đâu lo mong lý cô cháu đâu lo mong cô lù phi lù cô cháu này đông à sorry ba đông à rồi tiêu cô hết đấy 946ဆိုရဲကီးเนาะ396 6363သုံးလုံးပေါင်း3လို့ဖြစ်တယ်3 85ဆိုတာကီး85 6653ချင်း9946ကီးကျွန်တော်တို့40ဒါဆိုရင်9 2 3ညသုံးလုံးပေါင်းခွန်လို့ဖြစ်တယ် ခွန်ရဲ့ပါဝါဒီနေခွန်နဲ့နက္ခတိ3ညအဲ့တော့ခွန်နဲ့3ညဆိုရဲကီးဟုတ်ပြီနော်ခွန်နဲ့3ညဆိုရဲကီးဒါဆိုရင်အဲ့ခွန်နဲ့3ညဆိုရဲကီးကားတဲ့အကန်ရမှာလားကျွန်တော်တို့ကျွန်တော်ဒါသူမကင်သေးဘူးနှစ်ပစုံမကင်သေးဘူးဒီကောင်ဘာကြောင့်ကင်မှာလဲဆိုကျွန်တော်တို့ကြည့်အောင်နော်အဲ့တော့ဟုတ်ပြီရှင်းမယ်အလားဆိုရင်ဒီခွန်နဲ့3ညကဘာကြောင့်ကင်သင့်လဲဆိုလို့ရှိရင်ကျွန်တော်ကမာဒီကိုကျွန်တော်ပြမယ် စိုက်ပြောတာစိုက်ပြမယ်လို့ပြောတာเนาะပြမယ်ဆိုတော့တခြားတွေမထင်နဲ့เนาะစိုက်ပြမှာစိုက်ပြမှာကဲအဲ့ဒါကျွန်တော်ဟုတ်ပြီတော့မယ်ရှေ့ဆိုရှေ့ရှင်းတော့ကတ်တဲ့ကဲအဲ့တော့ကျွန်တော်ကူမနေအားလုံးမယ်เนาะ ဒီနှလုံးပေါင်းခြင်းကခွန်လို့ဖြစ်တယ်နော်နှစ်ကိုနှလုံးပေါင်းခြင်းတက်လို့ဖြစ်တယ် sorry ပါနှစ်နဲ့ကိုနှလုံးသုံးလုံးနှလုံးပေါင်းခြင်းတက်လို့ဖြစ်တယ်ဒါဆိုရင်တက်ကနက်ကကျွန်တော်တို့ရှေ့ရေးလိုက်မယ်တက်ရှစ်အဲ့တက်ရှစ်ကိုဘလို့တက်ရှစ်တာလဲဆိုရင်ကျွန်တော်တို့ကြည့်မယ်နှစ်ကေကိုရဲ့နှလုံးပေါင်းတက်လို့ဖြစ်တယ်တက်ကနက်ခတ်ဒီရှစ်နက်ခတ်တစုံပေါ့အဲ့တက်ရှစ်ကြောင့်ကျွန်တော်တို့က ဒီရဲ့9ရဲ့နှစ်ငယ်နှလုံးပေါင်းချင်းတက်တယ်တပင်ကျော်က3ညနဲ့သုံးလုံးပေါင်းချင်းတေးလို့ဖြစ်ရတာထိတ်လိုက်ဝင်တာထိတ်လိုက်ဝင်တော့ပြပြတာပါအဲ့တော့ဆက်ကြည့်မယ်6ရဲ့6ရဲ့နှလုံးပေါင်းချင်း3ညလို့ဖြစ်ပြီဒါဆိုရင်ကျွန်တော်တို့က3ညရဲ့နှက်ခတ်ဒီကခွန်3ညခွန်ဆိုတဲ့နှက်ခတ်တစုံအဲ့3ညခွန်နှက်ခတ်တစုံကိုပြန်ချီတာက3ရဲ့6ရဲ့နှလုံးပေါင်းကို 85သို့8ထိတ်လို့ဝင်ခဲ့တယ်။ဒါဆိုရင်6 3 8 9ဖြစ်တာ။ဟုတ်ပြီနော်။ဒဲလေးတွေဘုံချက်ပြုံတော့ရှင်းတယ်နော်ကျွန်တော်ကမာဒီနှလုံးပေါင်းချင်းတင်းတက်ခါ8ကို9နှစ်3ည3လုံးပေါင်းခွာပေါင်းချင်း3လုံးပေါင်း1လို့ဖြစ်တယ်။နှလုံးပေါင်း3ညလို့ဖြစ်လို့3ညနှစ်ခါခွန်လို့ရတယ်။၃ညခွန်ဆိုတဲ့မှတ်တမ်းနှလုံးနှက်ခအတန်ကို6 3 8 တပင်ညော်ကထိတ်စီးနဲ့638 3လုံးပေါင်းခွန်လို့ပြန်ဖြေတာရှစ်ထိတ်လို့68 3လုံးပေါင်းခွန်လို့ဖြစ်တယ်ခုနှစ်ရဲ့နက္ခတ်ကလည်း3ညလို့ပြန်ရတာခုနှစ်နက္ခတ်3ညကြောင့်6ရဲ့3ညရဲ့နှလုံးပေါင်းကကျွန်တော်တို့က6ပဲဖြစ်တော့40 40ဆိုတော့၄ထိတ်လို့ဝင်တာ3ညရဲ့၄ရဲ့နှလုံးပေါင်း3လုံးပေါင်းချင်း3ညလို့ပြန်ဖြေတာအဲ့ကောင်အပေါ်ပေါ်မှာလည်းရှိသေးတယ်နော်ဒီလောက်ပဲပြတာ အဲ့လိုဖြစ်ခဲ့တဲ့အခါမှာသူကနတ်ခတ်ကိုနတ်ခတ်တလဲနတ်ခတ်တစုံကိုကျွန်တော်ကပြန်လဲဖြည့်ဆွတ်တဲ့အပံနဲ့ထိတ်စည်းဝင်ပြရတာပေါ့နော်နှလုံးပေါင်းတင်းနတ်ခတ်ရှစ်ကို6နှစ်300သုံးလုံးပေါင်းတက်လို့ထည့်တယ်3ညထိတ်ပေါ့တက်ခံရှိလို့နှလုံးပေါင်း3ည3ညနတ်ခတ်ခွန်ကို638သုံးလုံးပေါင်းခွန်လို့ဖြစ်တယ်6ခံရှိလို့ရှစ်ထိတ်လို့ဝင်ခွန်တန်လို့ထပ်တာ နှလုံးပေါင်း9ခွနခါ3ညကို63ည4ထိတ်လို့ဝင်တယ်63ညနှလုံးပေါင်း6ခွန်ရှိ4ထိတ်ဝင်3ညတန်လို့ထွက်တာ9နှစ်ခါ3ညအတိ3ညတန်ထွက်တယ်အဲ့ဒါဆိုရင် ကျွန်တော်တို့ကမနက်မှာ8ရက်9ရက်နှလုံးပေါင်းချင်းက3လို့ဖြစ်တယ်3ရက်နခတ်ဒီ9၃၅ဆိုတဲ့နက္ခတ်တစုံအတန်ကို၈ရက်၅ရက်နှလုံးပေါင်း၃လို့ဖြစ်ပြီးနှလုံးပေါင်း၃လို့ဖြစ်ပြီး မနာကင်းထွက်မဲ့ထိတ်နဲ့35ဆိုတဲ့အပန်းဖြည့်ဆွဲရမှာထိတ်စီးနှလုံးမကန်ရမှာအဲ့တော့ကျွန်တော်ကိုကျွန်တော်မလေးကွန်မန်လေးတစ်ချက်လောက်ကူညီပြီးမှန်းကြပါအောင်လားဘာထိတ်ကိုကန်ရမှာတော့ပေးတာလေးကတော့လာပါတယ်ပေးတာမပေးတာတော့မသိဘူးဒါပေမဲ့အဖြေရှားမှာကတော့ကျွန်တော်တို့ကကန်တဲ့နယ်လို့ကျွန်တော်တွေးတော့ပါတယ်ဝမ်းကျင်းထောက်ထားလေးရှိတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ဖြည့်စွမ်းရမှာထိတ်စီးနှလုံးကအကူမတွေအားလုံးပဲကွန်မန်လီတွေမှန်းကြပေါ့သုံးကားအတန်ကိုဖြည့်စွမ်းမယ်ဆိုလို့ရှိရင်သုံးကားအတန်ထောက်၈၃၈နှလုံးပေါင်းသုံးခန်းရှိလို့သုံးငားဆိုတဲ့မှတ်သက်ထိတ်စီးနှလုံးအတန်ထွက်မယ်ဆိုရင်ကျွန်တော်တို့ကထိတ်စီးနှလုံးဒီဘာထိတ်စီးဖြစ်မလဲအကူမတွေဟုတ်ပါတယ်အောင်ကြောတို့ကိုကျေးဇူးပါ မှန်ပြီလို့နော်အဲ့တော့ကျွန်တော်တို့ကခွန်သုံးရထိပ်ပါတော့တရားမဟုတ်ဘူးလေကိုရဲ့ကျွန်တော်နှစ်သုံးညာထိပ်ဖို့ကိုကြီးတို့တခြားလေးကြည့်လေးကိုရဲ့ပြန်ကြည့်လိုက်လေးကိုကြီးတို့နော်နှလုံးပေါင်းက1 1နှစ်ခါ8ကို9 2 3ညာ3လုံးပေါင်း1လို့ထည့်ရတဲ့ နှလုံးပေါင်းချင်းကျွန်တော်တို့၃ည၃ညနှစ်ခါခုံကို6 3 8သုံးလုံးပေါင်းခုံလို့ထည့်တယ်နော်ဒါဆိုရင်နှလုံးပေါင်းကလည်းခုံ9နှစ်ခါ3ညကို6 3ညလေးသုံးလုံးပေါင်း၄လို့ထည့်တယ်6 3ညလေးသုံးလုံးပေါင်း3ညလို့ထည့်တယ်အဲ့တော့နှလုံးပေါင်းချင်း3 3ရဲ့နှစ်ခါ5ကို8 5 8ညီမနာကင်းထွက်မယ်ထိနေဆိုရင်5 8 3000ရှိတယ်3 5တန်ထွက်မယ်ဆိုရင်3000ရှိပြီးသား3000ချောင်း3ညထည့် ငါးဖြစ်အောင်ဆိုရင်သုံးငန်းရှိလို့နှစ်ထိပ်ပေါ့အကိုကြီးเนาะအဲ့တော့ကျွန်တော်တို့နှစ်တုံညာထိပ်စီပေါ့เนาะနှစ်တုံညာထိပ်စီပေါ့အဲ့တော့ကျွန်တော်တို့ခုနှစ်တုံညာကြီးရှိတယ်ကောမလေးနှစ်တုံညာဆိုလို့ထိပ်စီကလည်းကျွန်တော်တို့ရှိတယ်အဲ့တော့နှစ်တုံညာဆိုလို့ထိပ်စီကိုကင်ပေါ့เนาะခုနှစ်တုံညာထိပ်မှာခုနှစ်တုံညာကြီးမှာနှစ်တုံညာပဲကျွန်တော်တို့ကင်မယ်ပေါ့အဲ့တော့နှစ်တုံညာထိပ်ကန်ကျွန်တော်ဘာနဲ့ကတ်မလဲဆိုရင်ကြည့်မယ်နော် ကမ်းမလန်းကြိုးကြီးမယ်ကိုမရရလို့နော်ဟုတ်ကဲ့အားလုံးမင်္ဂလာပါနော်ကြိုက်မှအကူမနေကြိုက်မှထိုးပါနော်ဒါမှကြိုက်တယ်ပေါ့ကိုင်းတဲ့နယ်လို့ကျွန်တော်ယူဆလို့ကျွန်တော်ဒါလေးကိုပြချပြပေးတာပါကိုမလေးလေးကြိုက်မှထိုးပါနော်ယူသုံးပါအဲ့တော့ကျွန်တော်တို့နောက်ထပ်တပင်ထက်ကြည့်မယ်နော်ကျွန်တော်တို့ ဒီအတက်ပေါ့နော်ဒီတက်ကဲ29ဆိုတော့9အပိတ်တဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ရှင်းကြည့်အောင်အဲ့တော့ငမလေးဒီချလေးကြည့်ပြီးပြီးကျွန်တော် comment လေးတွေမှန်ပြီးမရှင်းတာရှိတယ်ကျွန်တော်ကိုပြောလို့ရတယ်မှားတာရှိတယ်ထောက်ပြလို့ရတယ်နော်အဲ့တော့ကျွန်တော်တို့19ဟာတက်ထိန်29 9အပိတ်ပေါ့နော်ကျွန်တော်တို့19ဇောင်းနှလုံးပေါင်းခြင်းတက်လို့3ညလို့ဖြစ်တယ်ဟုတ်ပြီနော်3ညလို့ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဘက်မှာပဲရေးလိုက်မယ်3ညဖြစ်လို့တဲ့ ၃ညရဲ့ပါဝါက၅၃ညနက်ခတ်ဒီခွန်ပေါ့၃ညငါးခွန်ဆိုတဲ့ဒီမတ်သက်သူက၃လုံးယူတဲ့မူပေါ့အဲ့၃လုံးမူတဲ့ယူတဲ့မူမှာ၃ညငါးခွန်ဆိုတဲ့မတ်သက်မှာနှလုံးပေါင်း၃ည၃ညပါဝါက၃ညနက်ခတ်ခွန်၃ညငါးခွန်ဆိုတဲ့မတ်သက်ကို သူကပြန်ဖြည့်တာကကျွန်တော်တို့နှစ်ကဲ၃ရဲ့နှလုံးပေါင်းချင်း၅လို့ဖြည့်ခဲ့တယ်၃ထိတ်လို့ဝင်တာပေါ့အဲ့တော့ကျွန်တော်တို့၅အတန်ထွက်တာပေါ့ဒီ၅ပေါ့ ဒါဆိုရင်ကျွန်တော်တို့ကဆက်ကြည့်ဒီ1ကဒီ6ကနှလုံးပေါင်းချင်းက6လို့ဖြစ်တယ်။အဲဒါကျွန်တော်တို့6ရေးလိုက်မယ်။ပါဝါက1နက်က2 6 19ဆိုတဲ့ key ပေါ့။6 19ဆိုတဲ့မှာသက်3လို့အတန်ပေါ့။သုံးညမယူဘူးတဲ့နှစ်ခွန်ယူမယ်တဲ့။ဟုတ်ကဲ့အဆင်ပြေသလိုယူပါဗျာနော်။အဆင်ပြေသလိုယူပါနော်။ကိုကြိုက်တာကိုထိုးလို့ရတယ်ကိုမလေးနော်။အဆင်ပြေသလိုကိုမလေးပဲယူပါ။ခွန်ကင်မလားကင်နှစ်ကင်မလားကင်သုံးညကင်မလားကင် ဘယ်မှာမကင်ရင်လည်းမကင်နဲ့အဆင်ပြေတာကိုကင်ကိုမနေကြိုက်တာကိုကင်မှာနော်ကျွန်တော်တွေ့တာကိုပြောပြတာ तू ကျွန်တော်တို့ကစရပဲကင်မယ်ဆိုရင်နှစ်၃ညပဲကင်ရမှာနှစ်၃ညထိတ်ရှိလို့ခုနှစ်၃ညကကီးအိုက်ကီးကမှကျွန်တော်တို့ကဘဲကောင်ရွေးချယ်ရမှာလေပြန်ပြီးစိုက်ဒီ तू ထိတ်စည်းလမ်းကြောင်းနဲ့ဆက်တဲ့အခါမှာနှစ်၃ညပဲထိတ်လာမယ်လို့သူကပြောတာအဲ့တော့ခွန်ကြိုက်ရင်ခွန်ကင်ပေါ့နော် ်နှလုံးပေါင်းချင်း6လို့ဖြစ်တယ်6ပါဝါတဲ့6နှစ်ခါ9ဆိုတဲ့မတ်သက်3လုံးကီးပါဝါတစုံမတ်သက်3လုံးအတန်ကိုပြန်ဖြည့်ဆွတ်တာကဒီ3နဲ့ဒီ6နှလုံးပေါင်း9လို့ဖြစ်တာဒါကီးပေါ့နော်ကီးဆိုင်ပေါ့၃ညကုန်ချိန်မှာတဲ့၃ညကုန်၃ညနဲ့ချိန်ပေါ့ကိုမလေး ကျွန်တော်တို့ရှင်းပြရတော့ဆိုနေ။3နှစ်ထိတ်စီ2တုံညာထိတ်စီ9နှစ်တုံညာကီအပြည့်ကင်လေကင်လေကိုမလေးရှင်းပြတော့နော်။ဟိုစရက2တုံညာပဲထိတ်စီရမယ်လို့ပြောတာ။ခွန်လာလဲလာလို့ရတယ်လေသူကြီးရှိတာပဲနော်။အဲ့လောက်ပြောပြတာပါ။ကြည့်အဲ့ဒါကျွန်တော်တို့ဆက်ကြည့်မယ်နော်ဒီနှစ်နဲ့ဒီ6နှလုံးပေါင်း8လို့ဖြစ်လို့ ကျွန်တော်တို့ဒီမှာရှစ်လို့ရေးလိုက်မယ်ရှစ်ကဲပါဝါက38နက္ခတ်1ပေါ့73ဆိုတော့ကီထိတ်ကပါဝါနက္ခတ်ကီ3လုံးအတန်ကိုဖြည့်စွန်ပါကတုံညာခံရှိတယ်ရှစ်ထိတ်လို့ဝင်ခဲ့တယ်တုံညာရှစ်နှလုံးပေါင်းရှစ်လို့ဖြစ်တယ်ရှင်းလားမသိတော့ဒါဆိုရင်ဒီ3ရဲ့ဒီ5ရဲ့နှလုံးပေါင်းချင်းကရှစ်လို့ဖြစ်ခဲ့ပြီအဲ့တော့ကျွန်တော်တို့ကရှစ်ရေးမယ်ပါဝါကလည်း3နက္ခတ်1ပဲသူလည်း73ဆိုတော့ကီအတန်ပဲထွက်ပြီးပါတယ် ရှစ်သုံးနှစ်ဆိုတဲ့အတန်နဝတ္တသုံးလုံးအတန်ကိုပြန်လဲဖြည့်စွက်မှာရှစ်ခန့်ရှိလို့၃ညထိတ်လို့ဝင်ခဲ့တာပေါ့၃ညအပိတ်လို့ဝင်လို့နှလုံးပေါင်းရင်ရှစ်လို့ဖြစ်တာဟုတ်ကဲ့ကိုအဆင်ပြေတာကိုကြိုင်ပါကိုလို့နော်ကိုရီမရရအောင်အဆင်ပြေတာကိုကြိုင်ပါနော်အဲ့တော့ကျွန်တော်တို့ နက်ဖန်ကျွန်တော်တို့အဖွင့်နေမနက်အတွက်မှာဒီကီတုံးလုံးကစားမယ်သူ့အထီတိုင်းပဲစီကြောတိုင်းပဲပီပီကင်ကစားမယ်ဆိုရင်တဲ့တုံညရဲ့တုံညရဲ့နှလုံးပေါင်းကတုံညလို့ဖြစ်ခဲ့ပြီတုံညရဲ့ပါဝါငါတုံညရဲ့နက်ခတ်ခွန်လို့ဖြစ်တာအဲ့တော့တုံညငါးခွန်ဆိုတဲ့ဒီမတ်သက်သုံးလုံးအတန်ကိုဒီလေးရဲ့တဲ့ဒီမနက်ခင်းထွက်မဲ့ထိတ်စီးသို့မဟုတ်ညနေမနက်ခင်းထွက်မဲ့အပိတ်ပေါ့ 305ခွန်ဆိုတဲ့အတန်ဖြစ်ဖို့အတွက်305ခွန်ဆိုတဲ့အတန်ဖြစ်ဖို့အတွက်၄ခန်ရှိတယ်ကီး၃လုံးဝင်ပေးရမယ်။ဘာကီးဖြစ်မလဲ။ကျွန်တော်ကကျွန်တော်မာကြီးတိတဲ့လူအမြန်လေးမှန်ပေးပါ။အမြန်မှန်တဲ့လူဆရာကြီးပဲ။ဟုတ်ပြီနော်။အမြန်ဆုံးအရင်ကောမမှန်တဲ့လူ။ဒါဖြတ်ချက်ဆုံးတစ်ဘက်ကမိကြောက်တဲ့လူပဲ။နော်။ချက်ဆုံးတစ်ဘက်ကမိကြောက်တဲ့ဒူရီဆရာကြီးပဲ။ ်အမှန်တည်းဦးအာအမှန်တည်းဦးပထမတော့မှအမှန်တည်းဦးဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ကတဲ့ချောက်တဲ့ခေါ်နဲ့ဟုတ်လေဦးလေးရချောက်တဲ့တော့ဟုတ်တယ်ဟိုဘောကိုရမှန်းနေနော် ဆိုတူတယ်။ကဲအဲ့ဒါကျွန်တော်ပြောပြမယ်နော်။ဟိုလေးခံရှိလို့၃ညဖြစ်အောင်6ပေါ့။နော်။လေးခံရှိလို့၃ညဖြစ်အောင်6လေးခံကြည့်လို့9ဖြစ်အောင်ဆို1ဟုတ်ပြီနော်။လေးခံရှိတယ်ခွန်ဖြစ်အောင်3 6 1 3ဆိုတဲ့ဒါကီးပေါ့။ကီးလန်းကျော်ပေါ့။အဲ့တော့ဒီနှစ်ခုကိုပဲ နက်ကိုဆွဲပေးစားလိုက်ကိုမတွေအားလုံးเนาะမယူလဲယူဟိုင်းယူလဲအရင်ယူဟိုင်းကြာလို့เนาะအဲ့မနက်ကိုအဲ့နက်ခုကိုပေးစားလိုက်တော့ကျွန်တော်ကိုမတွေเนาะသူတို့မယူဆိုလဲဒီယူခိုင်းတော့စွတ်တာယူခိုင်းเนาะအဲ့တော့အကိုမတွေအားလုံးเนาะ613 613ကိုမတွေเนาะအဲ့နှစ်သုံးညောင်းကိုဒီ613နဲ့ပေးစားကြီးသူတို့မယူဆိုလဲအကိုမတွေကပေးစားလိုက်တော့ရောက်ဟုတ်ပြီเนาะအခုရအောင်ပေးစားလိုက်တော့ တကယ်အဲ့တော့ကျွန်တော်အပိတ်လိုင်းလေးတစ်ချက်တွေ့တယ်ဟိုအနေရရှိတာလေးပေါ့နော်အနေရရှိတာလေးတစ်ချက်ကျွန်တော်ဖြစ်နိုင်လားပေါ့နော်အဲ့လားလေးတစ်ချက်ကျွန်တော်ပြပေးမယ်အဲ့လားလေးကအထူးထူး use size ရလေးပေါ့ဒါပေမဲ့ကြလို့လေးရတယ်ပေါ့ဒါပေမဲ့တွဲပြီးတဲ့ထဲမှာတော့ထည့်ရေးပေးမယ်နော်ကိုမလေးအလုံး okay အဲ့တော့ပေးစားမှာလားကိုမလေးပေးစားမဲ့လူတွေကောမလေးမှတ်ပါအောင်ဒီကောင်းတော့ကောင်းကိုပေးစားမဲ့လူတွေရှိလားပေးစားမဲ့လူတွေကကောမလေးတွေမှတ်ပါအောင်ဘယ်လူတွေပေးစားကြမှာတော့နော် ပေးစားမယ်ဆိုရင်ပေးစားလို့ရပါပြီဒီနှစ်ကောင်ပေးစားလို့ရပါပြီเนาะဒီအဖိုးနဲ့အမကိုပေးစားလို့ရပါပြီဟုတ်ပြီเนาะကဲအဲ့တော့အပိတ်လိုင်းလေးတစ်ချက်သွားကြည့်မယ်တလုံးနဲ့အပိတ်ပါနည်းနည်းဟိုပါပေါ့နည်းနည်းကြောက်ရလို့ပေါ့เนาะအလားလေးတော့ထည့်ပြီးတော့ခဏနဲ့မှပြေးမှာပါကဲအဲ့တော့ကျွန်တော်ကြည့်မယ် သုံးရတက်တယ်โอเคဟုတ်ပြီဗီဇာမဲ့လူတွေကောမန်လေးတွေမှတ်ပြီเนาะဗီဇာမဲ့ဆိုရင်เนาะနှစ်ခုဗီဇာမဲ့เนาะဗီဇာလို့ရပြီเนาะကဲအဲ့တော့ကျွန်တော်တို့ကြည့်မယ်ရှစ်ကဲတဲ့ငားရဲတဲ့နှလုံးပေါင်းက3နဲ့ကျွန်တော်တို့အချက်ကြည့်မယ်เนาะ3ပင်စံလေးရှင်ငားနှလုံးပေါင်းက3နဲ့အဲ့3ရတို့တဲ့ကျွန်တော်3ရေးလိုက်မယ်ကိုမာရီရေเนาะ3ရေးလိုက်3ဟုတ်ပြီအဲ့3 3ရဲ့ဘာဝါက8 ဒီ3နဲ့ဒီ5နှလုံးပေါင်းရှစ်တာလား3ရဲ့ပါวะရှစ်လို့ထည့်စက်ကြည့်မယ်ကျွန်တော်တို့ဒီရှစ်နဲ့ဒီခွန်နှလုံးပေါင်းခြင်းက5တဲ့ကျွန်တော်တို့5ပေါ့အဲ့5လို့တဲ့5ပါวะ3ညပေါ့နော်ဒီနှလုံးကောင်က3ညလို့ဖြစ်တာနော်5ရဲ့ပါวะ3ညလို့ဖြစ်တာ3ရဲ့ပါวะ8တဲ့5ရဲ့ပါวะ3ညတဲ့နော်နှလုံးပေါင်းခြင်း နှလုံးပေါင်းခြင်း၃ရှင်ကားနှလုံးပေါင်း၃ကို၃ငါနှလုံးပေါင်းရှစ်တယ်၃ညပါဝါရှစ်လို့ဖြစ်တယ်ရှစ်ခွန်နှလုံးပေါင်းငါငါရဲ့ပါဝါ၃ညဒီ၃ညနဲ့ဒီ၃ညနှလုံးပေါင်း၃ညပိတ်လို့ဝင်နော်၃ညလို့ဖြစ်တယ်ငါပါဝါ၃ည၃ပါဝါရှစ်ဒါဆိုလို့ရှိရင်ငါရဲ့၃ရဲ့နှလုံးပေါင်းခြင်းရှစ်လို့ဖြစ်ပြီးရှစ်ကပါဝါ၃ပါလားအဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့အပေကလေးကထည့်ကစားပါမယ် အဲ့တော့ကျွန်တော်တို့ဘာပဲဖြစ်မလဲကိုမလေးကိုမလေးဒီချက်လောက်မှန်ပြီပါဟုတ်ကဲ့မင်္ဂလာပါ channel လေးကို subscribe နှိပ်ပြီးထားအောင်နော်ကိုမလေးအားလုံးနော် channel လေးကို subscribe လေးတွေနှိပ်ပြီးထားအောင်နော်မနေ့ကတည်းကကိုမလေးအားလုံးအဲ့တော့ကျွန်တော်တို့3 3ရဲ့ပါဝါနှလုံးပေါင်းရှိငါ9ရဲ့ပါဝါနှလုံးပေါင်း3ညာ3 3ရဲ့ပါဝါနှလုံးပေါင်းကျွန်တော်ရှိရှိကပါဝါနှလုံးပေါင်း3မယ်ဆိုရင်ရှိခံရှိလို့ ကျွန်တော်တို့ဒီဘာပိတ်လဲငါးအပိတ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ငါးအပိတ်ဆိုတာလဲရှိလို့ကျွန်တော်ကိုကျွန်တော်မတွေအားလုံးပဲကနန်းကစင်းတော့များမယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကဲတော့ကတ်ကြည့်လိုက်မယ်နော်ကြိုက်နေတတ်မှာနော်ကိုကြိုက်နေတတ်မှာထိုးအဲ့တော့နှစ်တုံညာဒီထိတ် 6139ခီးငါအပေကလေးကရှိလို့ခယူးဆိုင်ပါလို့ပြောတာကနန်းအများကြီးတော့စပေးတော့ပောက်ချင်ပေါက်မှာပေါ့အများကြီးပြီးတော့လေအာနာတယ်ကျွန်တော်ကကနန်းကထွက်တာကတကွက်သေးရေကိုကရမ်းမရမ်းကရှောက်ရမ်းနေလို့အများကြီးတော့မပေးချင်ဘူးဖြစ်နိုင်တကွက်သေးပဲပြီးချင်တာပောက်ပေါ့မပေါ့ပေါ့ပေါ့နော်အဲ့တော့တီခံပေါ့ကိုမကြီးရရတာလေးကိုကြိုက်တာကိုထိုးပေါ့နော်ကျွန်တော်ကတော့အရှိအရှိတိုင်းစီးပေးလိုက်မယ်နော် အများကြီးပြီးတယ်လို့မထင်တော့ဟုတ်ပြီလားကဲအဲ့တော့နောက်ကြတဲ့အကူမတွေကျွန်တော်ရဲ့အကူအမတွေနောက်ကြတဲ့အကူအမတွေဟောတပတ်စာလေးကိုစကွန်လေးချောလိုက်ရိုက်လိုက်အောင်ကျွန်တော်ပေးထားတယ်နော်မမာတွေပါတွေလွှဲစီရလည်းမလို့ဘူးပေါက်ပေးလေးလည်းပေးစီရမလို့ဘူးစေတနာရှိလို့ပေးတာဇာတို့ပတ်တိတိခွန်ပတ်တိကျင်းတီထွက်ပါမယ် စုဘူးအခွေ အပူပါမယ်3 5 6အခွေဘူးကျင်းတွေထွက်ပါမယ်အဲ့နှစ်ခုကိုနှစ်သက်ရာကို လိုက်ပါစကရင်ရှော်လေးတွေရိုက်ယူထားပါဦးကိုမတရားလို့ဟုတ်ပြီနော်စကရင်ရှော်လေးတွေရိုက်ယူထားပါနော်ကျွန်တော်ကိုကျွန်တော်မာလေးကဲအဲ့တော့အလားလေးကိုစကရင်ရှော်လေးရိုက်ယူထားကဲအဲ့တော့ကျွန်တော်ကနန်းစီမယ်နော်ကဲအဲ့တော့ကနန်းစီမယ်ကိုမာလေး အဲ့တော့နှစ်သုံးညထိပ်ဒီကောင်ကမင်းအနေနဲ့ကစားမှာကတော့ကျွန်တော်နှစ်ကုံမင်းရွေးလိုက်ပြီးပါမယ်အကြိုက်ဆုံးပေါ့နော်အကြိုက်ဆုံးမထိုးခြင်းတော့ကိုမရီကအကြိုက်ဆုံးမထိုးပေါ့ အဲ့ကောင်ကတော့ကျွန်တော် main ကနန်းအနေနဲ့ရွေးပါတယ်ဒီကနန်းကိုအဲ့တော့ကျွန်တော်တို့ဒူကနန်းတွေကတော့တုံညပေါ့နော်ဒါကသူ့မူသူရအပေါ်အပင်မှာကအပေါ်အပင်မှာကတော့အပြီးပေါက်ပေါ့ အဲ့လိုလေးရပါတယ်အဲ့တော့ငါးဟုတဲ့မကြိုက်ဘူးလားကြိုက်တယ်နော်ငါးဟုကြိုက်တယ်25ပါတယ်35ပါပြီးသွားပြီအဲ့တော့ဒီကောင်လေးကတော့65တင်5ဒီကောင်လေးကတော့ထည့်ထိုးစီခြင်းနဲ့ပေါ့နော်အားလုံးပေါင်း10ခွက်ဖြစ်သွားတယ်35ကျွန်တော်မပြီးတော့ဘူးနော်အဲ့လိုလေးရှိတယ်ကိုမဒီအလိုအများတဲ့အများကြီးရှောက်ပေးတယ်လို့တော့မပြောနဲ့ ကျွန်တော်မထင်ပါနဲ့ကုမာရီအလိုကျွန်တော်အရှိရှိတိုင်းဒီတော့ကတ်ပြီးတာပါနားလည်ပေးပါနော်အဲတော့ကြိုင်နေတဲ့အရင်အလားလေးကိုထိုးကြည့်ကျွန်တော်ကုမာရီအလိုမကြိုင်မနစ်တဲ့အရင်တရားဥမှာတစည်းမှာထိုးစရာမလိုဘူးပတ်စံကုန်နေဟုတ်လားမပောင်းရင်ပစံကုန်တယ်ပောင်းရင်တော့ယူကြမယ်ဒါပဲဒါအကူမရိစိတ်ထဲကလေစိုက်နဲ့တက်တယ်ဆိုမှထိုးပါကျွန်တော်အတင်းမထိုးခိုင်းပါဘူးเนาะကျွန်တော်ကိုကျွန်တော်မရိအားလုံးဟုတ်ပြီเนาะအဲ့တော့အကူမရိအားလုံးအလာလီကိုအစဉ်ပြေစီခြင်းနဲ့ထိုးပါ channel လေးကို subscribe မနေရသေးရကိုမလေးကြီးကနှိပ်ပေးထားပါဦးလို့နော်ဟုတ်ပြီနော်ကိုမလေးအားလုံးဒီကောင်လေးကတော့တပတ်စာကက်ကလေးပေါ့ညတန်းရင်တော့ထိုးပါဟုတ်ပြီနော်ဒီကောင်ကတော့နေလိုက်ပေါ့နော်ဒီကောင်လေးကတော့လိုက်မယ်ဆိုတော့ကိုမလေးရဲရဲတင်းတင်းလိုက်ပါကျွန်တော်ဒီလိုပဲပြောချင်ပါတယ်တွန်းအားလေးတော့မပေးချင်ဘူး free အားလေးတော့မပေးချင်ဘူးယုံကြည်တယ်ဆိုရင်တည်တည်ချာချာလိုက်ပါနောက်ခုစလုံးအကျင်းတွေထွက်ပါလိမ့်မယ်နော် နောက်ကိုသတို့တကယ်ကျင်းစီထွက်ပါလိမ့်မယ်ကိုမာရီအားလုံးဟုတ်ပြီနော်ကြဲအဲ့တော့အားလုံးကျွန်တော်ကိုကျွန်တော်မာရီအားလုံးတူတူယောက်ချင်းစီတိုင်းစိတ်ကြမ်းမှညကိုကြမ်းမှညနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းလူပါလူဝင်ဆန္ဒတွေပြည့်ဝကြပါစေကိုမာရီအားလုံးအသက်ရှူတိုင်းမှာငွေတွေဝင်နိုင်ကြပါသည်ဗျနော်ကန်ရင်းထက်လို့လည်းမြတ်ကြပါစေကြဲအဲ့တော့အလားလီစကောင်းရှော်လီတွေရယူသွားဖို့ကိုမာရီနှစ်သက်လို့ရှင်ဟုတ်ပြီနော်ကြဲအားတော့ကျွန်တော်ကိုကျွန်တော်မာရီအားလုံးပဲ ကျွန်တော်ရဲ့ likely ကိုဒီမှာနေမယ်ရုပ်သိမ်းဝင်ပြုပါလို့ကျွန်တော်ကိုနေကကိုမတွေအားလုံးကိုတောင်းဆိုပါရစေ channel လေးကိုလည်း subscribe နဲ့ရတဲ့ကိုမလေးတွေက subscribe လေးတွေတောက်ချက်နှိပ်ပေးခဲ့ပါအပ်ပေးခဲ့ပါဗျเนาะဘာဖြစ်လို့လဲကြည့်ရှုမှုများလေအကုန်မတွေအပေးမှုများလေကြိုးစားအကျူနဲ့လေပါပဲဘာပဲဖြစ်ဖြစ်ပါတဝုစေနာတဝုမြတ်တာပါပဲเนาะကဲအဲ့တော့မှန်ပါလဲမဟုတ်ဘူးပေါ့ပြီးလဲဖေးစရာမလိုပါဘူးကိုပေါ့ရင်ကိုယူပါဆိုတဲ့စာနာနဲ့ပေးရခြင်းဖြစ်ပါတယ် အဲ့တော့အကူမတွေအားလုံးကျွန်တော်ရဲ့ likely ဒီမှာနေညီကုန်းချက်ခွင့်ပြုပါရုပ်သိမ်းခွင့်ပြုပါအားလုံးတက်တာပါဗျနော်